ဇီမာရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။ဇီမာရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။ဇီမာရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄၃မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိ9.16မီတာ16.5မက်ကာဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ င်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုးကွယ်မှရှိကြပါစေလို့မြစည်းမရေဒီယို ဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မတ်လ29ရက်တောက်ချာနေ့မနက်ပိုင်းမြစည်းမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00ခန်းကနေ9:00ခန်းခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဆိုင်းခမ်းပါဒီကနေ့မနက်နားဆင်ရမယ့်အစီအစဉ်တွေကတော့ ချမ်းမှတ်54ကဒေါန်ဆန်းစုကြည်ရဲ့နေအိမ်မပါဘဲမြေတဝက်ကိုအရင်ရောင်းချဖို့ဥအောင်ဆန်းဦးရှောက်ထားတဲ့တဲ့နဲ့တူစစ်ကောင်စီစစ်ကြောင်းဖားကတ်မျိုးဘက်ကိုထွက်ခွာနေတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါသတင်းတွေပြီးမှာတော့လေဦးရီ FM ကပေးပို့ထားတဲ့အပတ်စဉ်ရခိုင်သတင်းစီစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ချမ်းမှတ်54ကနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒုံဆန်းစုကြည်ရဲ့နေအိမ်အပါမြေတဝက်နီးပါးကိုခြံပြီးကြံမြေတဧကကိုအရင်ရောင်းချဖို့ဥအောင်ဆန်းဦးကကမာရုတ်ခရိုင်တရားရုံးမှာမေလ26ရက်နေ့ကရှောက်ထားလိုက်တယ်လို့အမှုနဲ့နှိစက်တူတူကမျက်စိမှောက်ပြောပါရတယ်။ အဲ့ဒီမြေတေကကိုလေးလံတင်ရောင်းချတာဒါမှမဟုတ်လေးလံမတင်ပဲရောင်းချတာတွေနဲ့ပတ်သက်ပြီးဘလို့ပြုလုပ်ဖို့ရှိကြောင်းမသိရသေးပဲတရားရုံးရဲ့အမိန့်အပေါ်မှာမူတည်တယ်လို့အဲ့ဒီနေဆက်သူကဆိုပါတယ်။ဦးအောင်ဆန်းဦးနဲ့ဒေါန်ဆန်းစုကြည်တို့ရဲ့မိခင်ဒေါခင်ကြီးအမိပေါက်ချက်အမှတ်54ဟာတတိယမ6နှစ်3ဧကကျယ်ဝန်းပြီးလက်ရှိမှာဒေါန်ဆန်းစုကြည်ရဲ့နေအပါဝင် မြေ3.93အေကကိုခြံထားပြီးကြံတဝက်ကိုအရင်ရောင်းချဖို့ရှောက်ထားတာဖြစ်ပါတယ်အဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ယုံချင်းကိုဇွန်လ9ရက်နေ့မှာပြန်လည်ချင်းဆိုထားပြီးဒုံဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ဘက်ကရှောက်လဲချက်ပေးရမှာဖြစ်တယ်လို့သိရပါတယ်။ချမ်းမတ်54အမွေဆိုင်အမှုနဲ့ပတ်သက်ပြီးအဲ့ဒီချမ်းမှာရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒုံဆန်းစုကြည်က၎င်း တထက်တိုင်းနဲ့မြေတဝက်ကိုဥအောင်ဆန်းကလကောင်းခွဲဝေဖို့ရန်ကုန်အောင်ပိုင်းခရိုင်တရားရုံးက2016ခုနှစ်မှာအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ နန်းစီရံမွေးနှမ်းတွေကိုယာဒူးတုံ့မြန်ခံထားရမှာအထူးကိစ္စရပ်တွေကပါယာဒူးဝန်အဖွဲ့ကသက်ဆိုင်ရာယာဒူးအဆင့်အလိုက်သတ်မှတ်ထားတဲ့တင်နန်းတက်ရောက်ပြေးထားသူကိုသာတုံ့မြန်ပေးဖို့အတွက်စစ်ကောင်စီကမေလ28ရက်နေ့ကဥပဒေပြင်ဆင်ပြဋ္ဌာန်းခဲ့တယ်လို့သိရပါတယ်။အရေးချက်ပါဝင်တဲ့နိုင်ငံဝန်ထမ်းဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကိုစစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကလက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်းမေလ28ရက်နေ့မှာစစ်ကောင်စီထိန်ချုပ်သတင်းစာတွေမှာဖော်ပြထားပါတယ်။ အရင်ကနိုင်ငံဝန်ထမ်းဥပဒေပုံမှန်29မှာယာရုတုံးမြင့်ခြင်းနဲ့ပတ်သက်ပြီးအရေးချင်းအကဲဖြတ်ရမှာတင်းနှက်တက်ရောက်ပြည်သူတွေကိုသာဦးစားပေးစင်စားဖို့ပြဋ္ဌာန်းထားပါတယ်။လက်ရှိမှာတော့စကောင်စီကဒီပုံမှန်29ကိုတင်နန်းတက်ရောက်ပြည်သူဖြစ်ရမယ်ဆိုတဲ့အချက်နဲ့ဝင်ကြီးဌာနနဲ့အဖွဲ့အစည်းကဝန်ထမ်းအဖွဲ့အစည်းအကြီးအမှုရာထူးတာဝန်အတွက်ရည်ရွယ်ဖွင့်လှစ်တဲ့အစစ်မြင့်တင်နန်းတက်ရောက်ပြည်သူသားဖြစ်ရမယ်ဆိုတဲ့အချက်တို့ကိုအစားထိုးလိုက်တာဖြစ်ပါတယ်။ လက်တလုံးမှာလည်းစစ်ကောင်စီလာအောက်ကဝင်းကြီးဌာနတချို့မှာယာရုတိုးထားပေးရမှာလှုပ်တက်ရင်ပြီးတော့တင်နှက်မတက်ထားသူတွေထက်လှုပ်တက်နေပြီးတော့တင်နှက်တက်ထားသူတွေကယာရုတိုးမှုတွေများလာတာကိုလှုပ်တက်ရင်ဝန်ထမ်းတွေဘက်ကမကျေနပ်မှုတွေရှိနေတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းထံကသိရပါဗျ။စကောင်စီရဲ့ဥရေပြင်ဆင်မှုမှာပုံမှ30ပုံမှခွဲစာခွဲကိုလည်းယာရုဝင်အဖွဲ့ကယာရုအစင်အလိုက်တတ်မှတ်ထားတဲ့တင်နန်းတွေအပြင် ဝင်ကြီးဌာနနဲ့အဖွဲ့အစည်းကဝန်ထမ်းအဖွဲ့အစည်းအကြီးမှုရာထူးအတွက်ရည်ရွယ်ဖွင့်လှစ်တဲ့အစင်းမြင့်တင်တန်းတွေကိုလည်းတက်ရောက်ရမှာဖြစ်ကြောင်းပြင်ဆင်ထားပါတယ်။ရာထူးတို့ရမှာအထူးကိစ္စရဲ့ဆိုရာက ဝန်ထမ်းရဲ့လုပ်ငန်းဆွမ်းဆောင်ရေးပေါ်မူတည်ပြီးတော့တုံသက်ဆုံးဖြတ်ခြင်းဖြစ်ကအစင်းမြင့်တင်တဲ့ဆိုတာကတော့ဝန်ထမ်းအဖွဲ့အစည်းအကြီးမှုရာတို့အတွက်ပြည်တော်စုစိုးရအဖွဲ့ကအတိမတ်ပြုတဲ့တင်တဲ့လို့စစ်ကောင်စီကဆိုထားပါတယ်အခုပြင်ဆင်တဲ့ဥပဒေမှာဘိုးဝန်ထမ်းတက္ကသိုလ်များဆိုတဲ့စကားရက်ကိုနိုင်ငံဝန်ထမ်းတက္ကသိုလ်များလို့အစားထိုးကြောင်းလဲဖော်ပြထားပါတယ် အာနာတိန်ပြည်တဲ့နောက်စကောင်စီလောက်ကဝန်ထမ်းတက္ကသိုလ်တွေမှာစစ်ပညာသင်ကြားနေတဲ့အပြင်စစ်အရာရှိကြီးတွေလည်းတက်ရောက်ရတဲ့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာလည်းအရက်ဖက်နိုင်ငံဝန်ထမ်းအရာရှိကြီးတွေတက်ရောက်ထားခိုင်းကြောင်းစစ်ကောင်ဆောင်မယောင်လိုင်းက2024ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာထုတ်ဖော်ပြောဆိုခဲ့မှုပါတယ်။ဒါအပြင်အနာသိန်းကာလအတွင်းမှာစကောင်းစီတက်အရာရှိတွေကအရက်ဖတ်ဌာနကြီးတွေမှာဦးစီးမှုအရာရှိကနေညွန်ကျုပ်တူးညွန်ကျုပ်ယာရုတွေအထီရယူကဒါရက်ရွှေပြောင်းနာတွေလည်းအများပြားရှိနေပါတယ်ရှင်။ KIA နဲ့ PDF ကတိုက်ခိုက်ရင်လုံခင်းဒေတာကိုလေချောင်းကနေဘုံကျဲမယ်လို့ချင်းချောက်ပြီးတဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းဟာဖားကန့်မြို့ဘက်ကိုထွက်ခွာနေတယ်လို့ဒေတာကန်သတင်းမြစ်တွေကပြောပါတယ်။လုံခင်းကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေတာတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းတချို့ကတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးမေလ29ရက်မနက်10:00နာရီကစတင်လို့ဖားကန့်မြို့ဘက်ကိုထွက်ခွာနေတာလို့သိရပါတယ်။ ရမီရဖာတွေကိုခေါ်ပြီးချင်းချောက်တာတကယ်လို့ KIA PDF ကဖျက်တိုက်မယ်ဆိုရင်ဘုံကျဲမယ်အဲ့လိုသူတို့အချက်ကင်ထားတဲ့ဖားကန်ကိုတွားနေပြီလူတချို့ကို လူသားတိုင်းလှုပ်ထားတယ်လို့ဒေသခံတူကပြောပါတယ်လုံခင်မှာရှိနေတဲ့ချိန်မေလ28ရက်နေ့က KIA PDF ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ဒေသခံသတင်းမြေကပြောပါတယ် ဧပြီလ23ရက်နေ့ကနေစလို့ကာမိုင်းလုံခင်ဖားကန့်လန်တိုင်းစစ်တပ်ရှမ်းနီတပ်ပြည်သူစစ်တွေပူးပေါင်းပါဝင်တဲ့စစ်ကြောင်းဟာမေလ28ရက်နေ့မှာလုံခင်ရမ်းချက်စက်ရုံကိုရောက်ရှိလာပြီးတဲ့နောက်မေလ28ရက်နေ့ကစလို့လုံခင်ပါဝင်ခြင်းမှာစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ ကာမိုင်းကနေထွက်ခွာလာတဲ့အချိန်အင်အား600ခန့်ရှိပေမဲ့လမ်းတစ်လျှောက်မှာ KIA PDF ပူးပေါင်းတပ်တွေရဲ့အချင်းချင်းတိုက်ခိုက်ခံရပြီးတဲ့နောက်အင်အား100ခန့်သာ လုံခင်ကိုရောက်လာတာဖြစ်ပါတယ်။လုံခင်ကိုဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းမှာရှမ်းနီ SNA နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေပါဝင်လာပြီးဖားကန့်အထိရောက်အောင်စစ်ကြောင်းဝင်နိုင်ရင်ကြောက်စိမ့်လုတ်ကွက်ပေးမယ်လို့စစ်ကောင်စီကမလုံးပေးထားကြောင်းသတင်းမြစ်စီကတရားဝါတယ်။ ဖားကန့်မျိုးကိုစစ်ကောင်စီကလက်ရှိအချိန်မှာထိ ंछ ုပ်ထားနိုင်ခြင်းမရှိပေမဲ့ဖားကန့်ပြူဟာကိုမဇိုရန်အကျဉ်းထောင်လုံခင်ပြူဟာကို လုံခင်ရဲစခန်းရမ်းချက်စခန်းကန်စီပြွာကုန်းနဲ့ဖားကန့်မြို့မှာစခန်းတွေမှာတက်ဆွဲထားပြီးလက်နက်ကြီးတွေတက်ဆင်ထားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာပေါ်တာဆွဲခံခဲ့ရပြီးစစ်မှုထမ်းနေရတဲ့တပ်သားတစ်သုံးယောက်အလင်းဝင်ရောက်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်သုံးတပ်ရင်းအာလာဝကစစ်ကြောင်းစီကနေသိရပါတယ်။အာလာဝကစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံကသူတို့သုံးယောက်လုံးကပြီးခဲ့တဲ့ရက်ပိုင်းမှာအလင်းဝင်လာခဲ့ကြတာပါ။လက်နက်ခဲရနေတော့ပါမလာကြပါဘူးလို့ပြောပါတယ်။ အလင်းဝင်ရောက်လာကြသူတွေဟာစစ်ကောင်စီလက်အောက်ခံတွေရဲ့မတရားပေါ်တာဆွဲခံရပြီးအသက်30ကျော်အရွယ်တွေဖြစ်ကြတဲ့ကိုမင်းမင်းစောကိုဝိုင်းချင်းနဲ့ကိုမြင့်စောထွေးတို့ဖြစ်ကြတယ်လို့ဆိုပါတယ်အလာဝကစစ်ကြောင်းမှုဥကြော်ကသူတို့၃ယောက်လုံးကစစ်မှုထမ်းတင်တန်းအပတ်စဉ်ကိုတင်တန်းစင်းနေပါတင်တန်းပြီးကြတဲ့ကခမရ999ကိုအဖို့ခံထားရတာအဲ့ဒီထဲကနေကျွန်တော်တို့စီကိုချိတ်ဆက်ထွက်ပြေးလာပြီးအလင်းဝင်လာကြသူတွေဖြစ်ပါတယ် သူတို့တွေကိုတက်ထဲမှာတော့ကတော်လိုင်းတက်ဖွဲ့တွေစီကိုအလင်းဝင်ရင်အသက်ခံရတယ်ဆိုပြီးချင်းချောက်ခံထားရတာတွေရှိခဲ့တယ်လို့ပြောတယ်။ကျွန်တော်တို့အဖွဲ့ကသူတို့ကိုနွေးနွေးထွေးထွေးကြိုဆိုကြတယ်လှုပ်လှက်ထားတယ်ဆိုတော့တက်ထဲမှာချင်းချောက်ခံရတာနဲ့တက်တက်ဆင်အောင် လွဲနေတယ်ဆိုတာယုံကြည်သွားကြတယ်လို့ DBB သတင်းဌာနကပြောကြားထားပါတယ်။ စီရှိန်နေမြင့်တက်လာတော့မှာဖြစ်လို့စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြသူတွေအနေနဲ့အာလဝကစစ်ကြောင်းအပြင်နှီးဆက်တဲ့ပြည်သူကာကွယ်ရေးအဖွဲ့တွေစီအ мян ဆုံးခေလုံအလင်းဝင်ရောက်ကြဖို့တိုက်တွန်းလိုကြောင်းအာလဝကစစ်ကြောင်းကပြောကြားထားပါတယ်ခင်ဗျာ။ ်ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရန်ဝန်ကမုံတိုင်းငယ်အဖြစ်ရောက်ရှိခဲ့ပြီးမုံတိုင်းငယ်ရဲ့အချိန်ကြောင်းမြန်မာနိုင်ငံတွင်မူးရွာသွန်းမှုနဲ့ရေကြီးမှုတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုကြဖို့ကိုစစ်ကောင်စီရဲ့မူဆလာဌာနကတရိပ်ပေးထားပါတယ်။မေလ29ရက်နေ့မနက်7:00နာရီအချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောင်းတဲ့လေပြင်းအားနဲ့ရန်ဝန်ကပုံမှန်အာကောင်းလာကမုံတိုင်းငယ်အဖြစ်ကိုရောက်ရှိခဲ့ကြောင်းမူးဆလာကဖော်ပြထားပါတယ်။ မုံနိုင်ငံရဲ့လက်ရှိအခြေအနေကမြန်မာနိုင်ငံဘက်ကိုဥတီ၍ရှားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်တက်မှတ်ထားပါတယ်။ဒီမုံနိုင်ငံကနောက်ထပ်၁၂နှစ်အတွင်းမှာအာကောင်းတဲ့မုံနိုင်ငံအပြည့်ပုံမအာကောင်းလာနိုင်ကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကို စာကားကျွန်းနဲ့ကီပူပါရာမျိုးတို့အကြားကနေဖြတ်ကျော်နိုင်ကြောင်းမူဆလာကခံမှန်းထားပါတယ်။မွန်နိုင်ရဲ့အရှိန်ကြောင့်ဒီကနေ့မွန်လွဲပိုင်းကနေဂျွန်လာ၂ရက်နေ့အတွင်းငလင်တန်တဲ့ဒေသတွေအပါအဝင်မြန်မာနိုင်ငံတွင်းမှာမိုးရွာသွန်းမှုရှိနိုင်ကြောင်းမူဆလာကအသိပေးထားပါတယ်။မိုးရွာသွန်းခြင်းနဲ့အတူရေကြီးခြင်းမြေပြိုခြင်းအပါအဝင်သဘာဝပေးတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြိုတင်သတိပြုကြဖို့ကိုမူဆလာကတိုက်တွန်းထားပါတယ်။ က်ရှိပြပေါ်နေတဲ့အားကောင်းတဲ့လေပြင်းအားနဲ့ရန်ဝန်ကကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်တဲ့အတွက်ဆိုက်ကလုန်းဖြစ်နိုင်ခြင်းမရှိတော့ဘူးလို့သုံးသပ်ကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝင်းနိုင်ကဒီကနေ့မနက်7:00မိနစ်40မှာလူမှုကွန်ရက်ကနေတဆင်ပြောဆိုထားပါတယ်မိုးရွာသွန်းမှုနဲ့ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်းသတိပေးထားတဲ့ဒေသတွေမှာပြည်ကြက်မတ်လ28ရက်နေ့ကငလျင်တန်းကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့ဒေသတွေပါဝင်နေပါတယ်။ အခုရပိုင်းအတွက်မှာမောင်နိုင်ငယ်ရဲ့အချိန်ကြောင်းမြန်မာနိုင်ငံတွင်းမှာမိုးရွာသွန်းမှုတွေရှိနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့မွေးလေဝသထုတ်ပြန်ချက်တွေကိုအစဉ်တစိုက်ကြည့်ရှုပြီးနားထောင်ကြဖို့ဆောင်ရန်ရှောင်ရန်တတိပြုရန်တွေနဲ့အညီနေထိုင်ကြဖို့ကိုအမွေးရှိတရားမှာတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ ကရင်ပြည်နယ်မြရီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ကနေလေးစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KLL ပူးပေါင်းတပ်တွေကမေလ28ရက်နေ့ည10:00နာရီချိန်မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ပြည်ပြင်သတင်းမြစ်တွေစီကတီးအားပါတယ်။ကနေလေးရပါတယ်နော်။ KNDO တပ်ရင်းရှင်းနဲ့ KLL PDF ပူးပေါင်းဝိုင်းတိုက်တာပါလို့ရှေ့တန်းသတင်းမြစ်တခုကမျိုးစီမာကိုအတည်ပြုပါတယ်။ စကန်တိန်တိုက်ပွဲအခြေအနေသေးစိတ်နှစ်ဖက်ထိခိုက်မှုနဲ့လက်နက်ခဲယံတင်စီယာမိမှုတွေနဲ့ပတ်သက်လို့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပါဘူး။ပြီးခဲ့တဲ့မေလတတိယပတ်အတွင်းကနေစလို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLL တပ်မ6နယ်မြေတဲကတက်စကန်တွေဖြစ်တဲ့စစ်ကောင်စီတပ်ရဲ့တေဘော်ဘိုးဝေါ်လီဥဂရထဗရင်နောင် ကနေလီထိကပလဲစစ်စကန်တွေကိုပူပေါင်းတပ်တွေက ထိုးစစ်ဆင်ပိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြတာပါ ကနေလေးကယာယီဗျူဟာစကန်ဖြစ်ခဲ့တယ်အမြောက်တက်စုလားတက်စိတ်လားတော့မသိရှိဘူး120မမရှိတယ်အခု120မမတက်လက်ရတယ်တချို့လက်နက်ကြီးတွေကဖျက်ဆီးသွားတယ်လို့နောက်ထပ်စီရေးသတင်းမြစ်တူကပြောပါတယ် မနေ့ကတိဘော်ဘိုးစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGBA ဌာနချုပ်တီရှိယာစုံစည်းမြိုင်ဒေသအနီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရမှာစစ်ကောင်စီတပ်သားတချို့တေဆုံးဒဏ်ရာရနဲ့ထွက်ပြေးလာရရှိတယ်လို့စစ်ကောင်စီတပ်သား၁၀ဦးကိုလည်းတုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိမှာ KNU တပ်မဟာအသီးသီးမှရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KLLA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလည်းလေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေပါဗျ။ပြီးခဲ့တဲ့ match April နဲ့ May လအတွင်း KNU တပ်မှခွန်နေမြေတွင်းမှာရှိတဲ့ပူလူတူ၊ခလေဒီ၊မော့ဖာတူ တခေါ်ပီခွီးမဆုတ်တန်းခန်စစ်စကန်တာလေဗျူအာစကန်မေလာစကန်မော်ဘိုးကေစကန်နဲ့တက်မာ6နယ်မြေတွင်းမှာရှိတဲ့ဘလဲဒိုစကန်တွေကိုကဲလလီပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါရခင်ဗျာ ီလမတ်ဟာအစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန DOG အကြီးအကဲဖြစ်ကနေနှုတ်ထွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုစတင်နေပြီဖြစ်ပါတယ်။ Tesla နဲ့ SpaceX CEO ဖြစ်တဲ့ Elon Musk ကအထူးဆိုရဝန်ထမ်းတဦးရဲ့တာဝန်တွေပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့မလိုအပ်တဲ့အသုံးစရိတ်တွေကိုဖျက်တောက်ဖို့အခွင့်အရေးပေးတဲ့အတွက်သမ္မတ Trump ကိုကျေးဇူးတင်ကြောင်းဗုဒ္ဓဟူးနေ့ညပိုင်းက X မှာ post တင်ခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှ DOJ လုပ်ငန်းစဉ်တွေဟာအစိုးရတပ်တန်းတစ်လျှောက်လုံးအချိန်နဲ့အမျှအကောင်းလာလိမ့်မယ်လို့လည်း Musk က post မှာရေးသားထားပါတယ်။ မက်ဆီရဲ့ post မှာရေးသားချက်ဟာမှန်ကန်ကြောင်းနဲ့ဗုဒ္ဓဟူးနေ့ညမှာစတင်ထွက်ခွာမှာဖြစ်ကြောင်းအင်ဗျူတော်ကအတည်ပြုခဲ့ပါတယ်။ဇန်နဝါရီလ20ရက်နေ့ကထရမ့်ဟာရင်းဌာနကိုတီထောင်ဖို့တမရအမိတ်ကိုရက်မှတ်ရေးထိုးပြီးတဲ့နောက်မက်ဆာ DOGE ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။ DOGE ဟာအစိုးရဌာနအသုံးစရိတ်တွေအချင်းပြတ်ခြားစားမှုနဲ့မတမာမှုတွေကိုအရှိန်အဟုန်နဲ့ဖော်ထုတ်ရေးဆောင်ရွက်ခဲ့ပါတယ်။ 1962ခုနှစ်မှာကွန်ကရက်ကဖန်တီးခဲ့တဲ့သမရသို့မဟုတ်လွတ်တော်ရဲ့အထူးတာဝန်တွေအတွက်ကာလာတိုယာယီဝန်ထမ်းတွေကိုငှားရမ်းခွင့်ပြုတဲ့ပြဋ္ဌာန်းချက်အရမတ်ဟာအထူးအစိုးရဝန်ထမ်းအဖြစ်တရားဝင်ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။အစိုးရကျင့်ဝတ်ရုံးရဲ့အချက်လက်တွေအရအထူးအစိုးရဝန်ထမ်းတွေဟာ365ရက်တာကာလတွင်ရပ်ပေါင်း130ထပ်မပိုးပဲဖက်ဒရယ်အစိုးရအတွက်အလုံးလုံးခွင့်ရှိပါတယ်။ မဆီယချမ်းသစ္စာကျင်းစုပွဲနေ့မှာစတင်တဲ့ရပောင်း130ကာလကမေလ30ရက်နေ့မှာပြည်မှာဖြစ်ပါတယ်။ DOG ဟာဖက်ဒရယ်အစိုးရမှမလိုအပ်တဲ့ကုန်ကျစရိတ်တွေကိုရှော့ချရင်းနဲ့လုပ်ငန်းစဉ်ချုံးမွေ့စရေးအတွက်တည်ထောင်ထားတဲ့ယာယီဌာနဆိုင်ရာဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ထရမ့်ရဲ့သမ္မတအမိတ်အရအဲ့ဒီအဖွဲ့ဟာ2026ခုနှစ်ဇူလိုင်လ4ရက်နေ့မှာဖြတ်သိမ်းရမှာပါ။မတ်စီရဲ့အခမ်းကဏ္ဍဟာယာယီဖြစ်ပြီးတော့ຫນွေဦးမှာပြီးဆုံးမှာဖြစ်ကြောင်းထရမ့်နဲ့မတ်စတိုနှစ်ဦးလုံးက ရခိုင်ကတဲ့ကသဘောတူထားခဲ့ကြတာဖြစ်ပါတယ်။ Trump က mass အားကြိုတင်သတ်မှတ်ထားတဲ့ရပ်ပေါင်း130ထက်အစိုးရယာတုမှဆက်လက်ရှိနေခြင်းသလားဆိုတဲ့မေးခွန်းကိုပြန်လည်ဖြေဆိုရမှာတော့ Trump ဟာ mass ထွက်ခွာမဲ့အကြောင်းသတင်းထောက်တွေကို mass လ31ရက်နေ့ကအရေးမွတ်ပြောကြားခဲ့ပါတယ်ရှင်။မက်အဖက်တမင်းမူရစီဝါအရှိအာရှနဲ့အရှိတောင်အာရှမှာဖန်စီရာမီမှုမနစ်ကထက်စံချိန်တင် မြင့်တက်ခဲ့ကြောင်းကုလအေဂျင်စီကပြောပါရယ်။ ပြိပခါဖြစ်ပွားနေခြင်းနဲ့တည်ငြိမ်မှုမရှိခြင်းတို့ကြောင့်မြန်မာနိုင်ငံမှာတရားမဝင်မှုစေဝါထုတ်လုပ်မှုမြင့်တက်ခဲ့တယ်လို့ဆိုပါရတယ်။ဒေတာတွင် Mat Effectamin ဖန်ဆီးရမိမှုဟာ2024ခုနှစ်ကစုစုပေါင်း236တန်ရှိခဲ့ပြီး2023ခုနှစ်နဲ့နှိုင်းယှဉ်ရင်အလွန်အမင်း24ရာခိုင်နှုန်းမြင့်တက်သွားတာဖြစ်တယ်လို့ကုလမှုရဲ့စေဝါနဲ့ရာဇဝတ်မှုယုံ UNODC ကအစီရင်ခံစာအသစ်တရက်ကိုကိုးကားပြီးကြေညာချက်တရက်ထုတ်ပြန်ထားပါရတယ်။ အဲ့ဒီဂိန်းကနန်းဟာဖမ်းမိပမာဏနဲ့ဈေးကွက်ကိုအမှန်တကယ်ရောက်ရှိလာတဲ့ mat effect တမင်ပမာဏသာဖြစ်တယ်လို့ UNODC ရဲ့အရှိတောင်အာရှနဲ့ Pacific Data ခိတကိုစလဲ Benedict Homing ကပြောပါတယ်။ mat effect တမင်ကိုစံချိန်တဲ့အများဆုံးဖမ်းမိတာဟာထိုင်းနိုင်ငံဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာအဲ့ဒီဓာတုမူရဲ့ဈေးဝါးတွေတဆင့်ခံတင်ပို့ရာနဲ့အခီးဆုံးတင်ပို့ရာနိုင်ငံဖြစ်ပါတယ်။ ဓာတ်ရုပ်မှုရဲ့ဈေးဝရီအမြောင်အများထုတ်လို့ရနေရလို့တည်ထားကြတဲ့အိန္ဒိချင်းမြန်မာနိုင်ငံမှာလည်းတည်ငြိမ်မှုမရှိတာနဲ့2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ထွက်လာပြီးဖြစ်ပွားနေစေပရိပခါကြောင့်ထုတ်လို့မှုမှာမကြုံစဘူးတိုးတက်လာခဲ့တယ်လို့ဟော့ဖ်မင်ကပြောပါတယ်။ မဲခေါင်မြေဝမ်းအောက်ပိုင်းဒေသနိုင်ငံတွေမှာကီတာမင်းထုတ်လုပ်မှုပြန့်နှံ့လာခြင်းကလည်းနိုင်ငံအများပါဝင်တဲ့မူဝေမောင်ခိုဂိုင်းကြီးတွေရဲ့ဥပဒေထိန်းသိမ်းသူတွေကိုရှောင်ကွေးနိုင်ပုံနဲ့ခြေသွက်လက်သွက်ရှိပုံကိုပြသနေပါတယ်။မူဝေမောင်ခိုတည်ယူတဲ့လမ်းကြောင်းဟာအဓိကအနေနဲ့လာအိုပြည်သူဒီမိုကရက်တစ်တမရနိုင်ငံကိုဖျက်ပြီးကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့လမ်းကြောင်းဖြစ်တယ်လို့ UNODC ဒေတာတွင်ယုံကအဓိကခွဲခြမ်းစိတ်ဖြာတုံးသက်သူအင်ရှိခ်စင်းကပြောပါတယ်။ ဒါပြင်မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်တို့ကိုဆက်သွဲထားတဲ့ရေလမ်းကြောင်းဟာလည်းနောက်ထပ်အရေးပါတဲ့မူရစေဝါမောင်ခိုတဲဆောင်ရာလမ်းကြောင်းတစ်ခုဖြစ်တယ်လို့သူကဆက်ပြောပါတယ်။မြစီမားရေဒီယိုရဲ့ကြာတာပြင်းနဲ့ညာပိုင်းပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်ရင်းသတင်းလှော်ကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ English အစိုးရကမြန်မာနိုင်ငံကိုဆေးလွတ်ထားတဲ့တန်အမတ်ကြီးကိုမြို့တော်ဒါကာကိုချက်ချင်းပြန်လာဖို့ညွှန်ကြားလိုက်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကမနေ့ကအတည်ပြုကြောင်း Bangladesh News 24သတင်းဌာနကဖော်ပြပါဗျ။ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးမိုနိုဝါဟော်ဆန်ဟာ2023ခုနှစ်ဩဂတ်လမှစတင်တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိမှာတော့နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးတင်းမာလာချိန်မှာချက်ချင်းပြန်လာဖို့ဒါရိုက်အမိန့်ညွှန်ကြားခံရတာလို့သိရပါဗျ။တန်တမန်သတင်းမြစ်တွေရဲ့အဆိုအရဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကရခိုင်ပြည်နယ်တပီနယ်လုံးနီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အာရခတ်တပ်တော် AA နဲ့ထိတွေ့ဆက်ဆံနေဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့အပြီးမှာမြန်မာစစ်ကောင်စီကဆန့်ကျင်ကန့်ကွက်ခဲ့တယ်လို့ဆိုပါဗျ။ စကောင်းစီရဲ့အမေရိကန်ခွမ်းမှုအပြီးမှာဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးခါလီလာရာမန်ကဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်လုံးကိုထိန်းချုပ်ထားတဲ့အာရာခတပ်တော်အင်းနဲ့ထိတွေ့ဆက်ဆံမှုလိုအပ်ပြီးတော့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာလို့လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုကာကွယ်ဖို့နဲ့အဲ့ဒီဒေသငြိမ်းချမ်းမှုကမိမိတို့တာဝန်ဖြစ်တယ်လို့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တို့အကြားမှာထိတွေ့ဆက်ဆံမှုတရင်တွေထွက်ပေါ်လာခဲ့အပြီးမှာစစ်ကောင်ဆောင်မယောင်လိုက်နဲ့စစ်ကောင်စီကဒါကာမှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုတရားဝင်ကန့်ကွက်အကြောင်းကြားစာပေးပို့ခဲ့တယ်လို့သိရပါဗျ။ အာရခတ်တတော်အေကရခိုင်ပြည်နယ်မှာရှိတဲ့16မြို့နယ်က14မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးဘင်္ဂလားဒေ့ရှ်နဲ့နယ်မြေထိစပ်နေတဲ့ကုန်းမြစ်သားမကရေပိုင်နက်ကိုပါဆုံးမထိန်းချုပ်ထားပါတယ်။ဒီလာဆမ်းမိုင်းမှာလည်းရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံရဲ့စစ်တပ်မှုဘုံမူကျောက်အက်ဖတန်ဟော်ဆန်ကိုလည်းဒါကာကအရေးပေါ်ပြန်လည်ခေါ်ယူခဲ့ပါတယ်ရှင်။တရင်နေ့ပြေးမှာတော့လေးဦးရီ FM ရဲ့အပတ်စဉ်ရခိုင်တရင်စီစဉ်ကုန်နာဆင်ရမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ကြောက်ဖြူ OGD ဆက်ယုံကဝန်ထမ်းတွေတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ကြရတဲ့သတင်း၊ရခိုင်ရုံးမတိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးနေရီကန်အနေကကာကင်းစခန်းတစ်ခု၊အာရကတပ်တော်တင်ပိုက်တဲ့သတင်းနဲ့အတူစိုက်ကလုန်းမုန်တိုင်းကစစ်တွေမျိုးရဲ့အနောက်ဘက်မိုင်280အနီးကိုရောက်ရှိနေပြီးတော့ပုံမှန်အောက်ကောင်းလာတဲ့အကြောင်းတွေကိုနားဆင်ကြားဖို့ရှိပါရဲ့ရှင်။ စွာပါလေဦးရီအဖန်ကကြိုဆိုပါရရှင်ဒီကနေ့မေလ29ရက်နေ့အတွက်ရခိုင်ပြည်ကထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မနေနေပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူ OGD စက်ယုံမှာစစ်ကောင်စီအမြောက်တပ်တွေနေရာ ရှာနေတာကြောင့်တရုတ်ဝင်တန်းတွေထွက်ပြေးသွားတဲ့သတင်းမင်းတပ်တောင်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သား40ကျော်အကြအဆုံနဲ့နောက်ပြန်ဆုတ်သွားတဲ့သတင်း နိုင်ရီကံပြူဟာကာကင်းစကန်တစ်ခုကို ULAA ကတင်ပိုက်လိုက်တဲ့သတင်းနဲ့အတူဆိုင်ကလုံးမုန်တိုင်းဟာစစ်တွေမျိုးအနောက်ဘက်ပင်လယ်ပြင်ထိရောက်ရှိလာပြီးတော့အင်အားကောင်းလာတဲ့အကြောင်းတွေကိုနားဆင်ကြရမှာပါရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဂုံးရွှင်အုပ်စုမှာရှိတဲ့ OGD စစ်ရုံးကိုစစ်ကောင်စီကကာကင်းစခန်းအဖြစ်အထိုင်ချလိုက်တဲ့အတွက် စစ်ရုံတဲကတရုတ်ဝန်ထမ်းတွေနေရာရွှေ့ပြောင်းထွက်ပြေးသွားကြတယ်လို့သတင်းရရှိပါတယ်။မေလ23ရက်ကစစ်ကောင်စီရဲ့ရေတပ်အင်အားနဲ့ကြီးတပ်အင်အားအမြောက်အများဟာ OGD စစ်ရုံဝင်းရဲ့အတွင်းအပြင်မှာနေရာယူလိုက်ပြီးတော့စစ်ရုံလက်ပတ်မှုကိုလည်းရန်နာထားရတာဖြစ်ပါတယ်။စစ်ကောင်စီကစီမံကိန်းစစ်ရုံဝင်းထဲမှာဘန်ကာတွေလုတ်တယ်။နောက်ပြီးတော့စစ်ဖြစ်တဲ့နေရာတွေကိုအဲ့ဒီကနေအမြောက်ကြီးတွေနဲ့ပြစ်ကူပေးတယ်။ ဲ့ဒါကြောင့်လို့တရုတ်ဝန်ထမ်းတွေကတိုက်ပွဲဖြစ်လာမှာကိုသိလို့စီမံကိန်းကိုရပ်ပြီးတော့ထွက်ပြေးသွားကြတာလို့ကြောက်ဖြူဒေတာတွင်းသတင်းရင်းမြစ်ကပြောပါတယ်။တဘာဝထမ်းခွေတန့်စင်စစ်ယုံ OGD အနည်းကိုစစ်ကောင်စီကမေလ23ရက်က ကြီးတက်ရစ်တက်အင်အား400ကျော်ဖြည့်ခဲ့ပြီးတော့အဲ့ဒီစစ်ယုံအနည်းဝင်ချင်းမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အဲ့ဒီစစ်ယုံဟာကြောက်ဖြူမြို့နယ်ဂုံးရှိန်ကြေးရွာအနီးမှာရှိပြီးတော့တိုက်ပွဲဧရိယာနဲ့အလွန်နီးကပ်တဲ့အနေအထားလည်းဖြစ်ပါတယ်။ တရုတ်တွေကထွက်ပြေးသွားကြပြီတချို့ကရန်ကုန်ကိုပြန်တယ်တချို့ကတော့မဒေးကျွန်းကိုသွားကြတယ်နောက်ထပ်ဒေသခံတို့ကလေးဦးရဲ့အဖန်ကိုပြောပါတယ်ကြောက်ဖြူမြို့နယ်မလာကျွန်းလိတ်ခမောပြင်းရှေမင်းထက်တောင်စွမှုတင်နှန်းချောင်းစတဲ့စစ်ကောင်စီရဲ့စခန်းတွေကိုအာရခတ်တပ်တော်ကသိမ်းပိုက်ထားပြီးတော့စစ်ကောင်စီဘက်ကအဲ့ဒီနေရာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့တံပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ကျောက်မြို့မြို့နယ်ထဲကရေနံနဲ့သဘာဝတန်းငွေစစ်ရုံတွေမှာတရုတ်၊ကိုရီးယား၊အိန္ဒိယ၊မြန်မာဝန်ထမ်းတွေရှိနေတာဖြစ်ပါတယ် ရခိုင်ရိုးမာတွင်းကနက်ရီကန်မြခွာကုန်းအနီးမှာသုံးရက်စတိုက်တိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်မှာကာကင်းစခန်းတစ်ခုကိုအေအေဘက်ကသိမ်းပိုက်လိုက်တယ်လို့သတင်းရရှိပါရယ်။မေလ24ရက်ကလေးကရခိုင်ရိုးမာတွင်းတိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးတော့နက်ရီကန်မြခွာနောက်ကကာကင်းစခန်းကိုတော့မေလ26ရက်နေ့မှာအရခတ်တတော်ဘက်ကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါရယ်။နက်ရီကန်မြခွာကိုဝိုင်းမိကာထားတဲ့ကာကင်းစခန်းတွေထဲကတစ်ခုပါ။ အဲ့ဒီကာကင်းကုန်းတစ်ခုကိုတင်ထားပြီလို့သိရတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။နိုင်ငံဗျူဟာစကန်ဟာအမ်ဘဒန်လမ်းမိုင်းပေါ်ကဂုတ်ကြီးကြီးရွာအနောက်မြောက်ဘက်တောင်ထိပ်မှာရှိပြီးတော့စစ်ကောင်စီရဲ့အမြောက်တပ်ဒရုန်းတပ်တွေအထိုင်ရှာထားတာဖြစ်ပါတယ်။နိုင်ငံဗျူဟာကိုအာရခတပ်တော်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီးတော့အဲ့ဒီကာကင်းတွေဟာလင်းတဲ့စွန်တဲ့ကြီးရွာတွေရဲ့အနီးမှာရှိပါတယ်။ ရခိုင်ရိုးမာတွင်းမှာရှိတဲ့အေးသိမ့်ပိတ်ထားတဲ့စခန်းတွေကိုစစ်ကောင်စီဘက်ကထိုးဆက်ဝင်လာရာကနေတိုက်ပွဲတွေစတင်ခဲ့ပြီးတော့နိုင်ရီကန်တောင်ရှိအထိတိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။အခုတိုက်ပွဲတွေကဗဒန်းမြို့နယ်ထဲကရိုးမာအတက်မှာဖြစ်နေတာပါ။ရိုးမာထဲကရှင်းတိုင်းသာကြီးရွာတွေအနီးမှာဖြစ်တာပါ။တိုက်ပွဲကဆက်ပြီးပြင်းနေပါတယ်။စစ်ကောင်စီဘက်ကဒရုန်းတွေလာပစ်နေတော့မှလို့သတင်းရင်းမြစ်ကပြောပါတယ်။နိုင်ရီကန်ဗျူဟာဝင်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ဗဒန်းဘက်အဝင်အထွက်တွေကိုလည်းစစ်ကောင်စီကပိတ်ထားပါတယ်။ ရခိုင်ရုံမှာပေါ်မှာချိတဲ့စစ်ကောင်စီစခန်းတွေကိုအာရခတ်တပ်တော်ဘက်ကအမ်းမြိုသိမ်းတိုက်ပွဲပြီးကြတဲ့ဆင်နွှဲနေတာဖြစ်ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးကျောင်းသားလက်ရုံးတပ်တော် SAF နဲ့ CDF အရှူတို့ကလည်းရခိုင်ရုံမှာပေါ်ကိုတက်လာတဲ့စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းတွေကိုမကြာခဏဖျက်တောက်ပြီးတော့ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ဆိုင်ကလုံးမုန်တိုင်းဟာ စစ်တွေမျိုးအနောက်ဘက်ပင်လယ်ပြင်ထိရောက်ရှိလာပြီးတော့အင်အားကောင်းလာတဲ့အကြောင်းလေးကိုနားဆင်ကြားရမှာပါ။အာနေ့လေ7နှစ်နာရီပေါ့နေ့လေ7နှစ်နာရီကျော်ပြီးတော့တနာရီပတ်ဝန်းကျင်လောက်မှာစစ်တွေရဲ့အနောက်ဘက်မိုင်290လောက်ကိုရောက်နေတယ်အာပူကောင်းလာတယ်အဲလောလောဆယ်မှာအာဘယ်လိုပေါ့မလဲဝဲမတ်ပေါ့နော်တိသာထင်ရှားတဲ့လေပြာနဲ့ရေဟုံအဆင့်ဖြစ်လာတယ်အာပြီးရင်နောက်ထပ် 24နာရီအတွင်းမှာထပ်ပြီးတော့သူကအားပို့ပြီးတော့ထက်ကောင်းလာမယ် depression ဖြစ်လာမှာပေါ့နော် depression ဆိုတော့ကျွန်တော်တို့အားအလုံးအားကောင်းတဲ့လေပီယာနဲ့ရပ်ဝန်းပေါ့အဲ့ဒီအခြေအနေဖြစ်လာမယ်မုန်တိုင်းငယ်လို့လည်းပြောလို့ရတယ်ပေါ့အဲ့ဒီကနေပြီးတော့မှအဲသူကကမ်းခြေနဲ့ကတအားနီးသွားပြီအဲ့ဒီအချိန်ကြာလို့ရှင်အဲ့တော့ဟို ECMWF ကတော့ chat ကတော့ဟာ cyclone မုန်တိုင်းပြန်နိုင်ကြည့်ဒီဟိုကုန်းပေါ်ရောက်တဲ့အထိကိုသူက100%အဲ့ဒီလိုမျိုးတော့ပြောနေတာရှိတယ်အဲ့တော့ ဘယ်လိုပြစ်လာမလဲဆိုတော့မသိဘူးပေါ့နော်ကျွန်တော်တို့ဆိုင်ကလုန်းပြစ်လာရင်အဲဆိုင်ကလုန်းဘာနာမည်ပေးမလဲအဲ့ဒါစောင့်ကြည့်ပြီးတော့အဲဒီဆိုင်ကလုန်းနာမည်ပြီးတဲ့ဥစ္စာနဲ့ကျွန်တော်တို့မှတ်တမ်းတင်ရုံပါပဲအဲ့ဒါလိုပဲလုပ်လို့ရမယ်ပြီးတော့မှရခိုင်ကန်ရူရန်တစ်လျှောက်ဒါလိုင်ရောလီရောပြင်းမယ်တနအိမ်ပိုင်းလေးတွေရောတိုက်မယ်မြို့ဝကျော်မော်ကန်ရူရန်ဆိုအခုတချို့ကန်းကြီးနာရွာဒီတချို့မှာအဲဒီပင်လယ်ဘက်ကလာတဲ့လိုင်း6ပြီ9ပြီလောက်စပြီးတော့ရိုက်နေတာရှိတယ် အဲမုန်တိုင်းတဲ့တဲ့ဝင်တာမဟုတ်တဲ့အတွက်မုန်တိုင်းဒီလိုင်း storm surge ကကြောင်မလို့ရေတွေတက်လာတာမျိုးတွေတော့မဖြစ်ဘူးပေါ့အော်ဟုတ်ကဲ့ပါဆရာဟုတ်ဒါဆိုရင်ဆရာဒီပေါ့လေကင်မရာတွေတော့အထူးသဖြင့်ဒီရခိုင်ဘက်ကဒီကင်မရာဆိုရင်တော့ဒီလိုင်းရောလေရောတော်တော်လေးထမ်းမဲ့လို့ပြောလို့ရပါတယ်နော်အဲအဲ့လိုအခြေအနေတော့အဖြစ်သွားနိုင်တယ်အခုလောလောဆယ်မှာတော့ဒါဟိုစစ်တွေကြောက်ဖြူမန်အောင်ကျွန်းပတ်ဝန်းကျင်ဆိုလို့ချင်း35မိုင်40လောက်အခုတိုင်နေပြီပေါ့ อ๋อဟုတ်ကဲ့ဆရာဟုတ်ဆရာဟိုမိုင်40အပြင်ရောဆရာပို့ထပ်ပြီးတော့ပူလာနိုင်သေးလားဆရာအဲပြောလို့မရသေးဘူးဗျာလူတဲ့ထပ်ပြီးတော့ခုနပြောသလိုပေါ့ဟိုအာပို့ပြီးတော့အားကောင်းတဲ့ဒီဖီယာနဲ့ရံဝံပဲဖြစ်ဖြစ်စိုက်ကလုံးအစာပြူလေးပဲဖြစ်ဖြစ်အဲ့ဒါလို့ပြောလာလို့ရှင်တော့၄၀ကျော်မယ်50လောက်အထိတိုင်ရင်လည်းတိုက်သွားနိုင်တယ်ဟုတ်ကဲ့ဆရာဟိုဒီအဲအထူးသဖြင့်ပေါ့လေဆရာဟိုရေဟိုစစ်တွေနဲ့လည်းဟိုမိုင်ရလည်းဟို ိတ်မဝေးတဲ့အနေထားမျိုးဆိုတဲ့အခါကျတော့အာဒီဖက်ကပေါ့လေအဲ့ဖက်ကဒီဒေတာကံပီတူတွေအနေနဲ့ပေါ့လေဘာကြီးဆောင်ရွှေရွှေလေးတွေလုတ်တဲ့နေဆိုတာလေးပဲဖြစ်ဆိုပြီးတော့ပြောကြပြပါဦးခင်ဗျာဟုတ်အဲဟုတ်ကဲ့ပါအဓိကတော့စိုင်းတန်ဒီတန်မုံတိုင်းတန်ဒါအခုလောလောဆယ်ဆိုလို့ရှိရင်စစ်ဘေးစစ်တမ်းမှာခံနေရတဲ့ပြည်သူတွေအတွက်ကတော့အာဒီတဘာဝဘေးကြောင့်ဖြစ်လာမဲ့အန္တရာယ်တွေအတွက်ကိုကြိုပြီးတော့ဒါလိုင်းလီကိုယ်မဲ့နေရာနောက်ပြီးတော့ကျွန်တော်တို့တောင်ပြူမြေပြူဖြစ်နိုင်မဲ့နေရာ နောက်ပြီးတော့ရခိုင်ပြည်နယ်ဘက်ကအဲ့ဒီမြစ်တွေမြစ်တက်လာနိုင်မဲ့နေရာမိုးမိုးကလည်းများပါဦးမိုးမိုးကလည်းများပါဆိုတော့မြစ်တက်လာနိုင်မဲ့နေရာအဲ့ဒီနေရာတွေကိုသတိထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ MMOL knowledge site ပေါ်ကရခိုင်ပြည်နယ်အထက်တင်ပေးထားတဲ့ဒီ weather widget မှာကတော့အာတိုင်နှုံးလီ29ရက်နေ့မှာတနအီကို38မိုင်မိုင်40လောက်အထိတိုက်နိုင်တယ်ဆိုပြီးတော့အဲ့ဒါလောက်ပဲကြာပါလိမ့်မယ်ဟာဟုတ်ကဲ့ပါဆရာ Levery FM ရဲ့နောက်ဆုံးရသတင်းတွေကိုအစီအမပြတ်နားဆင်နိုင်မှုအတွက် Levery FM YouTube ကိုလည်း Subscribe လုပ်ထားပြီးမြေတားရက်ခံပြစေရှင်။ ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FN Facebook Page က Messenger နဲ့မြစည်းမရေဒီယိုဆောင်ပါရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ ညစီမရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းကနေဒီလိုပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့ညစီမရေဒီယိုဖွယ်သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်ဒီနေမဲ့ညစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ thank you